โอเคแล้วนะโอเคบัดนี้ก็มาจนมีสวยจนมีอย่าง junior professional ก็นี่ซวยถ้าได้จนเตียร์တွေကိုကျွန်တော်ဒီ Google Ads Pro မှာကြွားပြီးတော့ခက်ကြည့်လို့ရမယ်နည်းလေးကိုကျွန်တော်ဒီ video မှာကျွန်တော်မျှဝေပေးมาဖြစ်ပါတယ်โอเคပါဒါဆိုတော့ကျွန်တော်ဒီ junior ကိုကျွန်တော်ဖွင့်လိုက်မယ် ဟုတ်ပြီနော်ကျွန်တော်ဒီဒီ layer တွေကိုကျွန်တော် polygon နဲ့ဒီဆွဲထားတဲ့ layer တွေကိုကျွန်တော်ဒီ Google App Pro မှာတွားပြီးတော့ကျွန်တော်ထောက်ချင်မှာဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီ export လုပ်ပေးရမှာနော် export ထုတ်ပေးရမှာဖြစ်ပါတယ် manage data တွေကိုတွားပြီးတော့ကျွန်တော် export to name ဒီမှာ export to name ဒီထိပ်တော့ကြာရင်ကျွန်တော် shape file ပေါ့နော် shape file ကို shape file ကိုကျွန်တော်နေလိုက်မယ် ဟုတ်ပြီနော် shape branded with default export to shape file မဟုတ်ကြာလာမှာပေါ့နော်အပြင်ကျွန်တော်ဒီ banner က plus gray ကိုကျွန်တော်နေလိုက်မှာဖြစ်ပါတယ်ဟုတ်ပြီနော်ကျွန်တော်ဒီ layer ရဲ့နာမည်ကကျွန်တော်နာမည်လေးကိုကျွန်တော်ဒီမှာကိုဒါလေးကိုကျွန်တော် marking ပေးလိုက်မှာဖြစ်ပါတယ် marking ပြီးပြီးတော့ကျွန်တော်ဘယ်ထဲမှာတော့ save မယ်ဆိုတော့ဒီ cross sample ကျွန်တော် cross ကိုနေလိုက်မယ် ဒီကိစ္စကကျွန်တော်ပန်းဝက်စိမဲ့ကျွန်တော်ရှေ့ပိုင်းတော့စိမဲ့ဘယ်ပန်းလမ်းကြောင်းကျွန်တော်တွားပြီးရဖြစ်ပါလေ။အဲကျွန်တော်ကဒီထဲကဒီထဲမှာကျွန်တော်အဲ new for ကံပါကျွန်တော်လည်းလက်မှဟုတ်ပြီနော်တောင်းနေပြီတော့ကျွန်တော် okay ကျွန်တော်ပြလိုက်ဟုတ်ပြီနော်ပြီးရင်ကျွန်တော် apply လုပ်ကြအောင် နေပါမယ်။ဒီရင်ကျွန်တော် okay ဝဲကျွန်တော်လိုက်ကြည့်လိုက်မယ်။ဒီရင်ကျွန်တော် close လိုက်မယ်နော်။ကဲဒါဆိုတော့ကျွန်တော် shape file ကျွန်တော် export လုပ်ပြီးလုပ်ပြီးတော့ git ကိုအဲ shape file export လုပ်ပြီးတာ git အတွက်ပို့ကျွန်တော် minimize ချလာနော်ခဏ။တပည့် file နမှာဆိုတော့ခွာပြီးတော့ shape file ကိုကျွန်တော်တော့ကြည့်မယ်။ဒီတွေက new for dance man ဖြစ်တဲ့တည်းဒီမှာရှိဖိုင်ကျွန်တော် export ထုတ်ပြကြတာကိုကျွန်တော်ဒီမှာတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုတော့ကျွန်တော် Google app လို့လဲဟို Google app လို့လဲကိုကျွန်တော်တွားပါမယ်ဟုတ်ပြီဒါဆိုတော့ကျွန်တော် Google app လို့ဖွင့်မှာဆိုတော့ shape ဖိုင်ကိုဒီ geo မြန်မာနေကျွန်တော်ထုတ်ထားတဲ့ shape ဖိုင်ကိုကျွန်တော်ဒီ ူကြီးအမတင်မှာဖြစ်တဲ့ကိုကျွန်တော်ဖိုင်နယ်ကိုတွားမယ်။ပြီးရင်ကျွန်တော် import ပေါ့နော် import ကိုကျွန်တော်နိုင်မယ်။အပိတဲ့ခရကျွန်တော်ခုနကကျွန်တော် shape ပိုင်းစိတ်ထားတဲ့ shape ပိုင်းစိတ်ထားတဲ့ကျွန်တော် full full ရတဲ့ကိုကျွန်တော်ဝင်နိုင်မယ်။ပြီးရင်ကျန်ကျွန်တော်တို့ပေါ့နော် file name ပေးနာကတော့ဒီတောင်းလို့များတဲ့နေလိုက်မှာကျွန်တော် file type လို့ပေါ့နော်သူ့ တော့ shape ပိုင်းနဲ့ကျွန်တော်ဆွေးထားတာခေတ်အတွက်ပို့ export ထုတ်တာခေတ်အတွက်ပို့ကျွန်တော်ဒီ shape ပိုင်းပါတဲ့အားလေးကျွန်တော်ရွေးမိရမှာဖြစ်ပါတယ်ကျွန်တော်အောက်ဆုံးကအောက်ဆုံးအပေါ်ဘက်ကကျွန်တော် shape ပိုင်းပါတဲ့ဒီစာတန်းလေးကိုကျွန်တော်နှိပ်လိုက်မှာဗျာနှိပ်လိုက်ရင်ကျွန်တော်ဒီမှာခုနကကျွန်တော် shape ပိုင်း ss ssb shape ဆိုမှကျွန်တော်တွေးရမယ်ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ကျရင်ကျွန်တော် open ကိုကျွန်တော်နှိပ်လိုက်ပါမယ် ပြီးရင်ကျွန်တော် yes ပို့ကြောင်းနိုင်မယ်ပြီးရင် okay ဝဲကြောင်းနိုင်မယ်ပြီးကျောင်းကျွန်တော်ဗားပြင်းနဲ့ okay ဝဲကျွန်တော်နိုင်တော့မယ်ပြီးရင်ကျွန်တော် switch ကိုနိုင်လည်းမယ်ပြီးရင်ကျွန်တော် yes ပို့နိုင်တော့ဘယ်နော်ဒီနေရာကိုဆိုတော့ လာပြရတာဖြစ်ပါတယ်ကျွန်တော်ဂျီယိုမီရဲ့ဆွဲထားတဲ့ပိုလီဘွန်နဲ့ဆွဲထားတဲ့ကျွန်တော်လေယာဉ်တွေကိုကျွန်တော်ဒီမှာသူအနည်းဆက်ဆုံးကျွန်တော်ဆွဲကြည့်ပြီးပေါ့နော်အားလည်းဒီလိုပါနော်ခုနကကျွန်တော် shape ပိုင်းနံပါတ်ပေးထားတဲ့ဂျီယိုမီရနေဆွဲထားတဲ့ကျွန်တော် shape ပိုင်းဒီမှာရောက်ရှိဖြစ်ပါတယ်ဒါကိုကျွန်တော် marking ပေးလိုက်ရင်ဒီပုံစံလေးနဲ့ကြာမှာဖြစ်ပါတယ်ဟုတ်ပြီဒါကိုကျွန်တော်ပြန်ပြင်မှာဖြစ်ပါတယ်ကျွန်တော် ဒီ algorithm အိုင်ကွန်မှာပဲကျွန်တော် library ထောက်လိုက်မယ်ပြီးရင်ကျွန်တော်ဘယ်တူအောင်လဲဆိုရင်ကျွန်တော် property ကိုเนาะကျွန်တော် property ကိုနေမယ်နေပြီးတော့ကျရင်ကျွန်တော် style ရဲ့ color ပေါ့เนาะ style ရဲ့ color ကိုနေမယ်ပြီးရင် sharing style ကိုကျွန်တော်နေပါမယ်အဲ sharing style နေပြီးတော့ကျွန်တော်တို့ဒီမှာဒီ free ဖြစ်နေတာပေါ့เนาะဒီ equipment လေးမှာ free ဖြစ်နေတာကျွန်တော်တို့ဒီဒီ equipment လေးမှာကျွန်တော်တို့ Google ပုံလေးတွေ တွေ့ကျင်နေဆိုရင်တော့ကျွန်တော်တို့ဒီ opacity ပေါ့နော် area opacity ကိုကျွန်တော် show ပြအောင်ဖြစ်ပါလားဒါလေးကိုကျွန်တော်တို့များလို့နေပြီး show ပြလဲရတယ်ဒါကျွန်တော်များရနေပြီးတော့ကျွန်တော် show ပြရမှာဖြစ်ပါလားဒါဆိုတော့ကျွန်တော်တို့ craving အရာကမိန်ကားပြီးတော့ကျွန်တော်ဒီအတွင်းကနေနေရအနေထားလေးကိုကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုတော့ကျွန်တော် show ပြသွားပြီပေါ့နော် ဒါ line ပေါ့နော်ကျွန်တော်တို့ဒီမှာ line color အပြူရောပေးရတာဖြစ်တယ်ကျွန်တော်တို့ color ကိုကျွန်တော်တို့ကိုကြိုက်တဲ့ color ကိုကျွန်တော်ရွေးပြီးတော့ထားလိုက်မယ်ကျွန်တော်ဝါရောင်ထည့်လိုက်မယ်ပြီးရင်ကျွန်တော် okay ပြလိုက်မယ်ပြီးတော့ line dice ပေါ့နော် voice အဲဒီ color color ထူပါလေးတွေလည်းကျွန်တော်ဒီမှာကြိုက်လို့ကျွန်တော်ညီလို့ကိုလို့လို့ကျွန်တော်ညီလို့ရဖြစ်ပါတယ်ပြီးတော့ကြာကျွန်တော် okay နဲ့လည်းပါပေါ့နော် ဟုတ်ပြီနော်ဒါဆိုရင်တော့ကျွန်တော်စောင်းစောင်းလေးဖြစ်နေတာပြက်ထားခြင်းတော့ view ကိုတွားမယ် first step ထဲကျွန်တော်နေလိုက်ရင်ကျွန်တော်တက်တော့မှာဖြစ်ပါတယ်ကြက်ဒါဆိုရင်တော့ကျွန်တော်ဒီပုံခုနကကျွန်တော်တို့ဒီ geo media မှာဆွဲထားတယ်ဘူဘနဲ့ဆွဲထားတဲ့ layer တွေကိုကျွန်တော်ဒီ query app လို့ဆိုဝဲမှာကျွန်တော်လာပြီးတော့ထပ်ကြည့်ရက်ထပ်ကြည့်လို့ရမှာပေါ့နော်ဒီနေ့လေးကိုကျွန်တော် ီဗီဒီယိုမှာကျွန်တော်အမြောက်ကိုပြီးခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမတိရှိသေးတဲ့မတိရှိသေးတဲ့ကျွန်တော်ညီကိုမိတ်ဆွေများကြွယ်ကြီးပဲပြီးကျွန်တော်အမြောက်ကိုပြီးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးမိတ်ဆွေတို့အတွက်ကြိုးချီးတယ်ဆိုရင်တော့ကျွန်တော် channel လေးကိုကျွန်တော် like subscribe လုပ်ပြီးပါတော့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာလည်းကျွန်တော်ဘယ်လိုဒီမိဘုံနဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြောင်းအရာလေး တည်ကျင်တယ်လဲဆိုတော့လေ comment မှာရေးခဲ့ပေးလို့ရပါတယ်ကျွန်တော်ဒီဇလောက်ကိုကျွန်တော်ပြန်လဲဖြေကြားပေးမှာဖြစ်ပါတယ်โอเคပါအားလုံးကိုကျေးဇူးတင်ပါတယ်